အားလုံးပဲကျမ်းမာပေးကင်းကြပါသေးဗျာ။နှွေသစ္စာ channel ကနေပြီးတော့နောက်ဆုံးရအွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ဒီနေ့နိုဝင်ဘာလ17ရက်နေ့ညပိုင်းဒီတင်ပြပေးမယ့်သတင်းတွေကတော့ဖကန်တိုက်ပွဲမှာစစ်သား၁၀ဦးကျော်တေဆုံးပြီးတော့20ကျော်ဒဏ်ရာရသွားပါတယ်။ဒါ့အပြင်လက်နက်ခဲန်းတွေလည်း KIA နဲ့ KPD တွေကတင်ယူရရှိတယ်လို့ဆိုပါတယ်ခင်ဗျာ။နောက်ဖကန်ကိုစစ်ကောင်မရှင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့် တမ်းမိနှစ်ဦးအနက်ဒီမိခင်ဖြစ်သူကတော့ဆုံးမသွားပါတယ်။နောက်စလင်းနဲ့တာယာဝတီမြို့နယ်မှာစစ်မှုထမ်းပတ်စင်စကူအတွက်လူငယ်30ကိုဒီစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။ပြီးတော့တပင်းကိုစစ်တပ်ကဘုံကျဲလို့အရသား6ဦးတန်းရပါတယ်ခင်ဗျာ။ပြီးတော့မိုးမိတ်မြို့ကိုစစ်ကောင်စီလက်အောက်မရောက်အောင်ခုခံကာကွယ်သွားမယ်လို့မုံမေခင်ပကဖကပြောပါရယ်ခင်ဗျာပြီးတော့ဒီကြောက်စစ်ပုံအမြောက်တက်ကိုပြန်လာတဲ့စစ်တပ်စစ်ကြောင်းကိုဂျာဖြတ်တိုက်ခိုက်ခံပြီးတော့ ဒီအများပြထိခိုက်ဒေဆုံးနိုင်တယ်လို့ဆိုပါတယ်ဒီချင်းပြည်နယ်မှာလုံမဲ့ရွက်ောက်ပွဲတွေနဲ့ပတ်သက်လို့ဒီမပတ်သက်ဖို့တော်လိုင်းအဖွဲ့တွေကတတိပေးနေပါတယ်ဗျာဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဘမသုံးနေနဲ့ဖားကန်းကတိုက်ပွဲသတင်းနဲ့စကြင်ပါတယ်ဖားကန်းမှာစစ်တပ်စစ်ကြောင်းကိုနိုဝင်ဘာ10ရက်နေ့က KIA နဲ့ KPDF ကမိုင်းခွဲတိုက်ခိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်သေဆုံးတယ်လို့ point 5အပါဝင်လက်နက်ခဲယမ်းတွေကိုပါတော်လိုက်တပ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာဖက်ကမော်စီစာလမ်းစုံမှာနိုဝင်ဘာ10ရက်မနေ့ပိုင်းမှာစစ်တပ်ရင်နှန်းကို KIA KPD ကပြင်းအမြင့်နဲ့မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာပါ စစ်တပ်ကထိခိုက်သိမ်းဆုပ်မှုတရင်တွေကိုမနေ့ကအထိမရခဲ့ပေမဲ့ဒီကနေ့မနေ့ဆယ်နာရီအထိရရှိထားတဲ့တရင်တွေအရာကတော့၁၀ဦးကျော်သိမ်းဆုပ်ပြီးတော့ point point တလက်လက်နက်ခဲယမ်းတချို့နဲ့ကြီးစံတွေတင်းစီရရှိခဲ့တယ်လို့မြေပြင်စီရေးတရင်ရင်းမြစ်တချို့ကပြောပါတယ်။ဒီအလောင်းတွေ အကုန်ဖြူဟာတဲ့ဆွဲသွင်းသွားတယ်တော်တော်လေးရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာဖကန့်ကိုပိုမဲနိုင်တယ်ဒါကြောင့်လေကြောင်းအန်တရာယ်သတိပေးထားတယ်လို့ထက်ပါတရင်ရင်းမြစ်ကပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာဒေသခံတွေရဲ့ကားတွေကိုစစ်တပ်ကချောဆွဲပြီးတော့တေဆုံတဲ့ရုပ်လောင်းတဲ့ဒဏ်ရာသူတွေကိုတတ်ဆွဲတဲ့နေရာတွေစီကိုပို့ခိုင်းတယ်လို့ဒေသခံတချို့ကပြောပါတယ်ခင်ဗျာစစ်တပ်စစ်ကြောင်းမှာတေဆုံသူ12ဦးနဲ့ဒဏ်ရာသူ20ကျော်ရှိတယ်လို့စီးရီးသတင်းရင်းမြစ်ကပြောပါတယ်အသေးစိတ်တော့သိကြအတည်ပြုနိုင်တာတော့မရှိသေးပါဘူးစစ်တပ်စစ်ကြောင်းမှာအင်အား300လောက်ထိပါဝင်ပြီးတော့ဖားကန့်ဝေခါမော်ထိဆက်သွားမယ်လို့သတင်းရထားတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်ဒီတိုက်ခိုက်ခံရတဲ့နိုဝင်ဘာ10ရက်မနေ့ပိုင်းမှာတော့ဒီစစ်တပ်ကလမ်းသွားလမ်းလာပြည်သူတွေကိုဖမ်းဆီးခဲ့ပါတယ်ဖမ်းဆီးခံရတဲ့အရေးအတွက်ကိုမသိရသေးပေမဲ့နိုဝင်ဘာ17ရက်နေ့ထိပြန်လွတ်မလာသေးဘူးလို့ဆုံသံသိရှိရပါတယ်ခင်ဗျာနောက်ဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာပတ်ဝန်းကျင်ကိုစစ်တပ်ကတပ်ဆွဲပြီးတော့ဒေသခံတွေရဲ့အိမ်တွေကိုဝင်စစ်တယ်လို့အဲ့ဒီအနားမှာရှိတဲ့စကိုင်းဟိုတယ်ကိုလည်းညတကောင်အထိတပ်ဆွဲခဲ့တယ်လို့သိရပါတယ် ဒီနေ့မနေ့ပိုင်းမှာတော့စစ်တပ်စစ်ကြောင်းတွေပြန်ထွက်သွားပြီးတော့ဝေခါမော်ဘက်ကိုဥတီပြီးတွားနေတယ်လို့သိရပါတယ်ခင်ဗျာအော်တိုဘားလက်လက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ညင်သက်နေတဲ့ဖကတ်မှာနိုဝင်ဘာ6ရက်နေ့ကစပြီးတော့မြေပြင်တိုက်ပွဲတွေပြန်ပြီးပြင်းထန်လာတာပါဖကတ်နဲ့ကာမိုင်းကြားကဒီနန်ရရွာလုံခင်းကျေးရွာဥစုပတ်ဝန်းကျင်တွေမှာတိုက်ပွဲတွေဖြစ်ပြီးတော့တရရချင်းအလိုက်ပိုးပြီးပြင်းထန်လာတယ်လို့သိရှိရပါတယ် ဒေတာတွင်းကလက်ရှိစည်ရေးအခြေအနေရဆိုရင်တော့လေကြောင်းအန်တရဲ့လက်နက်ကြီးအန်တရဲ့နဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA KPDF အဖွဲ့တွေကနေပြီးတော့ပြည်သူလူထုကိုတိုက်တွန်းထားပါတယ်ခင်ဗျာအဲ့ဒီနဲ့တစ်ဆက်တည်းမှာပဲဒီကနေ့ဖကန့်ကိုစစ်ကော်မရှင်ကဒီလေကြောင်းကနေပြီးတော့ဘုံကျဲဒါကြောင့်ဒီတာမိနှစ်ဦးမှာမိခင်ကတော့ဆုံးမသွားပါတယ် ဒီဖက်ကမ်းမြို့နယ်လုံခင်ကျေးရွာအုပ်စုကထံကွက်သိကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျက်တိုက်ခိုက်တာမှာတာမိနှစ်ဦးဘုံစံထိမှန်ဒဏ်ရာပြည့်တဲ့နောက်မိခင်ဖြစ်သူကတော့တေဆုံးသွားတယ်လို့ဒေသခံနေထံကနေပြီးတော့သိရပါတယ်ဒီနေ့နိုဝင်ဘာလ17ရက်နေ့လယ်8:34မိနစ်အချိန်မှာဝိုင်တွဲလေရင်နဲ့ဘုံတွေကြဲချတိုက်ခိုက်သွားတာဖြစ်ပြီးတော့နေအိမ်ထိခိုက်ပျက်စီးတာတွေလည်းရှိတဲ့အကြောင်းဒေသခံတွေကဆိုပါတယ် အဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲလှုပ်တာပါရွယ်ချက်ရှိရှိကိုလှုပ်တာပါ လူနေရက်ကွက်တွေကိုကျဲသွားတာလို့ဒေသခံတဦးကဆိုပါတယ်ခင်ဗျာထိကိုက်တံရရှိတဲ့ကလေးမှာအသက်၃နှစ်ဝန်းကျင်ရှိပြီးတော့အင်ဂျင်ပြက်စီးမှုတွေများနိုင်ပြီးအရေအတွက်အတိအကျကိုတော့မသိရသေးဘူးလို့၎င်းကဆိုပါတယ်လက်နက်ကြီးကြီးဟာနိုဝင်ဘာ၈ရက်ကယူမာကျေးရွာဖုန်ကြီးကျောင်းနဲ့နိုဝင်ဘာ၉ရက်နေ့မှာမှော်စီသာကျေးရွာဖုန်ကြီးကျောင်းအနီးမှာလက်မကြီးပေါ်မှာကြာရောက်ပတ်ပွဲခဲ့ပါသေးတယ် ဒီနိုမာကိုရက်ကဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုအတွင်းမှာအသက်20ရွယ်အမျိုးသမီးတဦးဆုံးဖြတ်သွားခဲ့ပါသေးတယ်ခင်ဗျာနောက်ဆလင်းနဲ့တာယာဝတီမြို့နယ်မှာဒီစစ်မှုထမ်းအပတ်စဉ်စကူအတွက်လူငယ်30နီးပါးကိုစစ်တပ်ကပေါ်တာဆွဲသွားပြန်ပါတယ်မကွေးတိုင်းဆလင်းမြို့ပေါ်ရက်ကွက်တွေနဲ့ကျေးရွာတွေကိုအချမ်းဖက်စစ်တပ်ကဝန်ရောက်စီးနှင်းပြီးတော့လူငယ်25ဦးကိုအထမပေါ်တာဆွဲဖမ်းဆီးတာဖြစ်တဲ့အကြောင်း အဲ့ဒီအကြံဖက်စစ်သားတွေပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်25ဦးဟာအသက်အရွယ်20ကျော်ကအသက်35နှစ်အရွယ်အတွင်းရှိလူငယ်တွေဖြစ်တဲ့အကြောင်းအဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးသွားသူတွေက16ဦးကိုစစ်တနန်းကျောင်းကိုပို့လိုက်တာဖြစ်တဲ့အကြောင်းသိရပါတယ်ခင်ဗျာကျန်လူငယ်9ဦးကိုအကြံဖက်စစ်သားတွေကမိသားစုတွေထံအကြောင်းကြားပြီးတော့ငွေကျပ်300နဲ့ပြန်လဲရွေးထုတ်ခိုင်းတာကြောင့်မိသားစုတွေကလာရောက်ရွေးယူသွားတဲ့အကြောင်းသိရပါတယ်ခင်ဗျာ ဒီစစ်ကွေးတွေပေါ်တာဆွဲဖမ်းသိတာကတော့လူငွေ25ဦးရှိတယ်မြို့ပေါ်ဆိုရင်လမ်းတဲ့အထိပေါ်တာဆွဲတယ်စလင်းမြို့နယ်ဆိုရင်ကြေးရွာတဲကိုဝင်ရောက်ပြီးလူငွေတွေနေထိုင်တဲ့အိမ်တွေပေါ်အထိတက်ဆွဲတယ်စစ်ကွေးဖမ်းဆီးထားတဲ့လူငွေ25ဦးတက9ဦးကိုတယောက်သိန်းတရာအထိပေးပြီးတော့ပြန်ရွေးရတယ်လို့ကြားတယ်ဂျန်တဲ့သူတွေကိုစစ်တနန်းချောင်းကိုပို့လိုက်တယ်လို့ဒီပြည်သူညီနောင်စလင်းသတင်းတာဝန်က ကိုပြည်သူကပြောဆိုပါတယ်ခင်ဗျာ ဒီအလားတူပဲဗကိုးတိုင်းတာယာဝတီမြို့နယ်30မြို့မှာလည်းနိုဝင်ဘာ9ရက်နေ့ညနေ6နာရီလောက်က30မြို့အနောက်ရေတွင်းကုန်းကျေးရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးတော့ဆန်စက်ကအလုဆင်းပြီးပြန်လာတဲ့မောင်ဖိုးချင်းနဲ့အငယ်လေးဆိုတဲ့လူငယ်နှစ်ဦးကိုစစ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအကြမ်းဖက်စစ်တပ်ကအခုနိုဝင်ဘာလအတွင်းမှာစစ်မှုထမ်းပတ်စဉ်စကူကိုဖွင့်လှစ်သွားမှာဖြစ်ပြီးတော့ နိုင်ငံတဝန်းနဲ့လူငယ်တွေကိုအကြမ်းဖက်ပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်ဆုသလိုလှုပ်ဆောင်နေတဲ့အကြောင်းစုံစမ်းသိရှိရပါတယ်ခင်ဗျာနောက်တရင်တဘုတ်ကတော့တပင်းကိုစစ်တပ်ကဘုံကျဲသွားလို့ရဲသားတွေထိခိုက်တာရတယ်လို့သိရပါတယ်စကိုင်းတိုင်းတပင်းနဲ့အနောက်ချမ်းကျွန်းတော်လေးရွာနဲ့ဆက်ပြချင်းရွာကိုနိုမာ၁၀ရက်ညနေပိုင်း၃နာရီခွဲလောက်က နေပြီးတော့6နာရီအထိဇက်တိုက်ဘုံကျဲခဲ့ရမှာအရတ6ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော့နေအိမ်၅လုံးတက်မလဲမီးလောင်ပျက်စီးသွားခဲ့တဲ့အကြောင်းဒေသခံတွေကပြောပါတယ်ဒီအဆိုပါရွာတွေကိုမိထလာရှမ်းတဲ့လေတပ်ကတက်လာတဲ့ MIG 29 fighter တွေနဲ့လေကြောင်းတိုက်ခိုက်မှု2ကြိမ်တရာဦးလေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာ2စီးနဲ့6ကြိမ်ပြုတ်လုခဲ့တာကြောင့်ဒေသခံတွေကရှင်းလင်းလှုပ်ဆောင်နေချိန်မှာတရက်ဦးလေတပ်ကထပ်တက်လာတဲ့ 1AK 130ဂျက်ဖိုက်တာနဲ့ ပေါင်900ဘုံကြဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာတပင်းဒေသခံတဦးပြောပြတာကဒီတပင်းနဲ့အနောက်ချမ်းမှာစစ်ကြောင်းထိုးတာမျိုးလည်းမရှိဘူးတိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲနဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဂျက်ဖိုက်တာ၄စီးနဲ့ဘုံကျဲတိုက်ခိုက်တာအိမ်တွေမီးလောင်ပျက်စီးတယ်လူသေဆုံးတာမရှိပေမဲ့၆ဦးအထိခိုက်ရှိတယ်ဒဏ်ရာပြင်းတဲ့သူတွေပါတယ်လို့သိရတယ်လို့ပြောပြပါရခင်ဗျာ။ ဘုံကျဲခံရတာတွေအကြောင်းမို့ဒီဆက်ပြခြင်းရွာကနေအိမ်၅လုံးထက်မနည်းမိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံ၂ဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းကျွန်းတော်လေးရွာကဒေသခံ၄ဦးထက်မနည်းထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းထိခိုက်ဒဏ်ရာရှိသူတွေကိုအရေးပေါ်အကူအညီကစေတွေလှုပ်ဆောင်နေပြီးတော့ဒဏ်ရာပြင်းထန်သူတွေကိုတော့စုကွိတပေးထားတဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ ဒီစစ်ကောမချင်းဟာစစ်ကြောင်းထိုးတာတိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့လူစုလူဝေးရှိတတ်တဲ့မင်္ဂလာပွဲအလှပွဲကထိန်ပွဲတို့အပြင်ဒီစစ်ရေးပြစ်မှတ်မဟုတ်တဲ့စာတင်ကြောင်းဘုံကြီးကြောင်းနဲ့စေယုံစေကန်းတွေကိုပါလေကြောင်းနဲ့ဘုံကျဲတက်ဖြတ်နေတာကြောင့်လေကြောင်းရံကိုအထူးဂိူးဆိုင်နေထိုင်ကြဖို့တွန်လိုင်းအင်အားစုတွေကအတိပေးထားကြပါတယ်ခင်ဗျာ နောက်တဲ့ရင်ဘုတ်ကတော့ဒီမိုးမွေမျိုးကိုစစ်ကောင်စီလက်အောက်မရောက်အောင်ခုခံကာကွယ်သွားမယ်လို့မိုးမွေခရင်ပတ်ကဖားကပဲပြောပါတယ်ခင်ဗျာတန်တက်မတော်တည်နေလေကဒီစစ်ကောင်စီကိုပြန်ပေးမဲ့ရှမ်းမြောက်ကမိုးမွေမျိုးကိုစစ်ကောင်စီလက်အောက်မရောက်အောင်ခုခံကာကွယ်သွားမယ်လို့မိုးမွေခရင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကမနေ့ကနိုဝင်ဘာ10ရက်မှာထုတ်ပြန်ပါတယ်ခင်ဗျာ လက်ရှိမိုးမိတ်မြို့နယ်မှာဖြစ်ပွားနေတဲ့စီရင်အခြေအနေဘယ်လိုအခက်အခဲရှိစေကာမူလူမှုတွေနဲ့တသားတည်းရှိနေပြီးတော့မြို့ကိုလည်းစစ်ကောင်စီလက်အောက်မရောက်အောင်မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်သွားမယ်လို့ဆိုပါရယ်လက်ရှိမိုးမိတ်မြို့မှာဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြတာရှိနေပြီးတော့ TNL ဘက်ကအုပ်ချုပ်ရေးလုပ်ငန်းဆက်လက်လက်ပတ်နေတယ်လို့မိုးမိတ်မြို့တွင်းမှာရှိနေသူတဦးကပြောပြပါရယ်ခင်ဗျာ ရှောက်တဲ့သူကတော့ရှောင်ကြပြီမြို့ထဲမှာကြံတဲ့သူတွေကတော့ကြံတယ်နိုမာ25ရဲ့ဆိုတရနယ်လီဘက်ကမြို့ကနေစုံမဲ့ကြတယ်လို့ဆိုပါတယ်မိုးမင်းမြို့နယ်မှာတရနယ်လီအပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒီရှန်တာ SSBB ပြည်သူ့လူမျိုးရေးတပ်မတော် PLA အပါဝင် မြို့သားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေတော်လာလှုပ်ရှားနေကြတာဖြစ်ပါတယ်တရုတ်နိုင်ငံကြောက်ဝင်မှုကြောင့်စစ်ကောင်စီနဲ့တန်တက်တို့အပြစ်ရဖို့သဘောတူပြီးတဲ့နောက်မှာ PNL က၎င်းတို့ထိန်းချုပ်ထားတဲ့မိုးကုံနဲ့မိုးမိတ်မျိုးနယ်ကိုစစ်ကောင်စီထံပြန်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။မိုးကုံနဲ့မိုးမိတ်အခြေဆိုင်တော်လှန်တပ်တွေကတော့အဲ့ဒီမျိုးနှစ်ခုကိုစစ်ကောင်စီလက်အောက်မရောက်အောင်ခုခံကာကွယ်သွားမယ်လို့အသီးသီးထုတ်ပြန်ထားကြပါတယ်ခင်ဗျာ။နောက်ကြောက်စစ်ပုံအမြောက်တပ်ကိုပြန်လာတဲ့စစ်တပ်ဂျားဖြတ်တိုက်ခိုက်ခံပြီးတော့အများပြားထိခိုက်ဒေဆုံးနိုင်တယ်လို့ဆိုပါတယ်အဲ့ဒီသတင်းကိုတင်ပြပါမယ်ခင်ဗျာ ။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာကနေကြောက်စစ်ပုံအမြောက်တပ်စီကိုပြန်လာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်တာမှာအပြန်လန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဘူးတလီမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းထံကနေပြီးတော့သိရပါတယ်။နိုဝင်ဘာ10ရက်မနေ့မနေ့စနေခွဲလောက်မှာအင်အား80ဝန်းကျင်ရှိတဲ့စစ်ကောင်မချင်တပ်သားတွေကျောက်စစ်ပုံအမြောက်တပ်ကိုပြန်လာချိန်မှာဒန်းပင်တဲရွာကိုပင်ရွာနဲ့ဒီထမ်းပင်လှရွာအနီးရောက်မှာတွန်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။ အပြန်အလှန်ပြစ်ခတ်မှုကတနအီခွဲလောက်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်ကထိနာခဲ့တယ်လို့လည်းသိရပါတယ်။စကားဆက်ဘက်ကထိခိုက်တည်သူမှုကတော်တော်ရှိနေပါတယ်။စစ်ကူနဲ့တံပြားကကားတွေလာလို့သာအနီးကပ်သွားပြီးမကြည့်နိုင်တာပါလို့ဘုဒ္ဓလေမျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းရဲ့စစ်ကြောင်းမှုကြွက်ကလေးကပြောပြပါတယ်ခင်ဗျာ။တိုက်ပွဲအတွင်းမှာကြောက်စစ်ပုံမြောက်တက်ကနေလက်နက်ကြီးဆယ်လုံးကျော်ပစ်ကူပေးခဲ့တယ်လို့မုံရွာနမခကတက်လာတဲ့ပါရာမော်တာနှစ်စီးနဲ့လည်းဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်ခင်ဗျာတော်လန်ရေးရဲဘော်တချို့ဒဏ်ရာခဲ့ပြီးတော့စစ်ကောင်မရှင်ဘက်ကလည်းတံပြားကားကားတွေနဲ့သူတို့လူတွေကိုလာခေါ်သွားတယ်လို့လည်းဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုဘူးတလေမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမုံရမြို့နယ်တိုက်နယ်ကမုံရခိုင်တိုက်ရင်စစ်ရှိတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုကတော့ဒီချင်းပြည်နယ်မှာလုံမဲ့ရုပ်ောက်ပွဲကိုမပတ်သက်ဖို့တော်လန်ရေးဖွဲ့တွေကသတိပေးနေပါတယ် ချင်းပြည်နယ်ကကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်ကောင်စီတပ်ကရွက်ောက်ပွဲကျင်းပဖို့ပြင်ဆင်နေတယ်လို့စစ်ရေးအရှိန်မြင့်တင်လာတာကိုလည်းတွေ့ရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝန်တွေက ပြောကြပါတယ်။ဒီစစ်ကောင်စီတပ်ဟာချင်းပြည်နယ်တဲကဟာခထန်တလန်တီးထိန်စတဲ့မြို့တွေမှာဒီရွက်ောက်ပွဲပထမပိုင်းကျင်းပဖို့ပြင်ဆင်နေတယ်လို့တပြည်လုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကုသလေလောက်83ယောက်ကိုလည်းရွက်ောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ တဖက်မှာလည်းချင်းပြည်ကောင်စီကအကြံဖက်စစ်ကော်မရှင်ရဲ့အတူရောင်ရွက်ောက်ပွဲစန့်ကျင်တားဆီးရေးနဲ့ပြည်သူ့ခွင့်ရေးကာကွယ်ရေးဆိုင်ရာလုံထုံးလုံနီးဆိုတဲ့ကြေညာချက်တရက်ကိုနိုဝင်ဘာ6ရက်မှာအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ဒီပြဋ္ဌာန်းချက်တွေမှာရွက်ောက်ပွဲအတွက်ချင်းနိုင်ငံရေးပါတီတည်ထောင်ပြီးတော့နိုင်ငံရေးပါတီမှတ်ပုံတင်တာချင်းပြည်အတွင်းပါတီယုံဖွင့်လက်တာတို့ကိုတားမြစ်တဲ့အကြောင်း ပါတီတစ်ခုမှဖြစ်စေဒါမှမဟုတ်တတိပုဂ္ဂလဖြစ်စေရွေးကောက်ပွဲဝင်ပြိုင်တာစတာတွေကိုတားမြစ်ပြီးတော့ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးတာလူမှုကွန်ရက်ဆာမျက်နှာကနေတစ်ဆင့်ချင်းလူတို့ကိုမဲဆွယ်စည်းရုံးတာနဲ့စစ်ပေးချောက်ပြည်သူတွေအနေနဲ့ဆန္ဒမဲပေးတာမပြုတ်လောက်ကြဖို့လဲပါကြည့်ပါရခင်ဗျာစစ်ကောင်စီရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်တဲ့ကုသလေလောင်းတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုပြည်သူပိုင်ဖြစ်သိသိမယ်လို့လဲပြောင်းချက်မှာပါရှိပါရစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တာကြောင့်တခုခုဖြစ်ခဲ့ရဲ့ အဲ့ဒီလူတွေအနေနဲ့တာဝန်ခံရမယ်လို့ချင်းပြည်ကောင်စီတာဝန်ရှိသူစလိုင်းထက်နေကပြောပါတယ်ခင်ဗျာပါဝင်ပတ်သက်တာမလုပ်ကြဖို့တခုခုဖြစ်လာရင်ပါဝင်ပတ်သက်သူတွေပေါ်မှာပဲတာဝန်ရှိတယ်ချင်းပြည်သူတွေစိတ်ပူပန်မှုမရှိကြဖို့မေတ္တာရပ်ခံခြင်းနဲ့အတတ်နိုင်ဆုံးစစ်ကောင်စီဖြုတ်ချရေးအတွက်ဒဇိုင်းမမအသည့်လောင်းပြီးတော့အခုထက်တက်လာတဲ့စစ်ကောင်စီတပ်ကိုအကြမ်းဖက်တွေကိုအတတ်နိုင်ဆုံးခုခံကာကွယ်သွားမယ်ပြည်သူလူထုအနေနဲ့လိုအပ်တာတွေကိုပူးပေါင်းပါဝင်ပေးဖို့မေတ္တာရပ်ခံလိုပါတယ်လို့ စလိုက်ထက်နေကပြောပါတယ်ခင်ဗျာတဖက်မှာလည်းစစ်ကောင်စီတပ်ဟာရွေးကောက်ပွဲနေလာတာနဲ့အတူချင်းကော်ဝေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်နေတယ်လို့အဲ့ဒီဒေသတွေမှာရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေတွေ့နေရတယ်လို့ချင်းကော်ဝေးတပ်ဖွဲ့ဝန်တွေကပြောပါတယ်ခင်ဗျာအဲ့ဒီထိုးစစ်ကြောင့်ချင်းပြည်နယ်မြောက်ပိုင်းကဖလန်တီးရိန်နဲ့ကလေးတိုင်းငင်းဘက်မှာချင်းတွန်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါတယ် ဒီဒါကြောင့်စစ်ကောင်စီတပ်ကကျင်းပတဲ့ယူကော့ဘွဲဟာတရားဝင်မှာမဟုတ်တယ်လို့ပြည်သူတွေအနေနဲ့လည်းယုံကြည်စရာကောင်းတဲ့ရလတ်ရမှာမဟုတ်ဘူးလို့2020ယူကော့ဘွဲမှာတိရိမျိုးမျိုးသားလွတ်တော်ကိုယ်စားလှယ်နေရာဝင်ပြိုင်ခဲ့ဘူးသူတယောက်ကပြောပါတယ်ခမနိုဝင်ဘာလ17ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခမကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခမ